ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့ချချိုမှုမွေးအေးအေးလေးနဲ့အရန်စားလို့ကောင်းတဲ့노티ခွားကြောက်ကြောအလွယ်ပြုလုပ်နည်းလေးကိုအားလုံးတက်လာမြောက်ပေးရပါဒီလုပ်နည်းလေးကိုသိချင်တဲ့ဆိုရင်တော့ဆွေးရဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်မြင်းဆောင်တော့အုတ်တလုံးထဲကိုကြောက်ကြောမုံဒဇွန်နဲ့တဝက်စာထည့်လိုက်ပါမယ်ဒီအချိုးစားဆိုလို့ရှိရင်ရေ900 ml ထည့်လို့ရပါတယ် အချို့အတွက်ကိုတော့တကြားသုံးစုံမမလောက်ထည့်ထားပါတယ်။အရသာလေးလေးနဲ့နေအောင်လို့စားလေးနဲ့ငယ်ထည့်ပါမယ်။အေးနေတဲ့နွားနို့ကို900 ml ထည့်ပါမယ်။အပူဆိုလို့ရှိရင်ကြောက်ကြောမှုန့်တွေကကျဲသွားတတ်ပါတယ်။ပြီးတာနဲ့ cream soda အရသာလေးကိုသုံးစုံလောက်ထည့်လိုက်ပါမယ်။ဒီနိုသစ်ခွားအယောင်လေးလိုချင်လို့ပါ။ပြိဓာနဲ့ကြောက်ကြောမုံတွေတကြားတွေအကုန်လုံးပြောင်းဝင်သွားတဲ့အထိကိုဆုရတေချာလေးမှွေတာပေးပါမယ်။အားလုံးပြောင်းဝင်သွားပြီဆိုတော့မှပဲမိဖို့ပေါ်တင်ပြီးတော့တေချာလေးစုပွက်လာတဲ့အထိကိုတည်ပေးရမှာပါ။ ဒီကြောက်ကြောလုံးလေးလေးရဆိုလို့ရှိရင်အရန်လွယ်ပူပြီးတော့ဗာမျက်စိနည်းနည်းလေးနဲ့ကုံကြလဲတက်တာပါတယ်အနက်လေးရမှွေပြီးတော့စားလို့လည်းအရန်ကိုကောင်းပါတယ်ကြောက်ကြောကြိုက်တတဲ့သူတွေဆိုရင်ဒါလေးကိုမလောက်စားဘူးသေးရင်လောက်စားကြည့်ပါနော်ကဲဆုလို့အခုလိုမျိုးတည်တည်ရှာရှာလေးစုပွက်လာရင်ဒီတဲပေးမှကြောက်ကြောကခဲမှာပါကဲဒီလိုမျိုးလေးလုံးဝစုပွက်လာပြီဆိုလို့ရှိရင်တော့သူ့ကိုခဲဖို့ရအတွက်ဘန်းတစ်ခုတည်းကိုထည့်ထားလိုက်ပါမယ် ကျောက်ကျော်ရောဆူရောကနှစ်ထပ်လုံးရမှာဖြစ်ပါတယ်အရင်ဆုံးနိုးတစ်ထပ်ကိုကြိုရာလိုက်တာပါအပေါ်ကအမြုပ်လေးတွေကိုဇွန်လေးနဲ့နည်းနည်းလေးဖယ်ပေးထားလိုက်ပါမယ် ဒီကြောက်ကြောတက်လောက်တော့ဆူလိုအရင်ဆုံးအပေါ်ရံလေးတင်းနေလေးတင်းပြီးတော့ခဲသွားတဲ့အထိထားရပြလိုက်ပါမယ်။ပြီးတာနဲ့နောက်တူအိုးအတွက်လည်းကြောက်ကြောမုံကိုဒဇွန်ခွဲစာလောက်ထည့်မယ်။တကြောက်ရောခရမ်ဆိုဒါကအချိုပါပြီးသားဖြစ်တဲ့အတွက်နှစ်စွန်းလောက်ပဲတုံးထားပါရယ်။ခရမ်ဆိုဒါဘူး900 ml ကိုတစ်ခါရထည့်လိုက်ပါမယ်။ gas ထုတ်ပြီးမှထည့်ခြင်းလည်းရပါရယ်။ဆူကဒီတိုင်းပဲအကုန်လုံးထည့်လိုက်ပါရယ်။ပြီးတာနဲ့အားလုံးသေချာလေးပြုံဝင်သွားအောင်လို့အစောကလိုပဲမှုပြီးထားပါမယ်။ ကြောက်ကြောမုံတွေတကြားတွေတေချာလေးပြောင်းဝင်သွားပြီဆိုရင်တော့မိဖို့ပေါ်တင်ပြီးတော့မှတေချာလေးစုပွဲလာတဲ့အထိတည်ပေးထားပါမယ်။ဒီကြောက်ကြောရဆိုလို့ရှိရင်နှစ်ထပ်လောက်ရဖြစ်တဲ့အတွက်ပထမတစ်ထပ်ကိုခဲထားတဲ့အချိန်မှာရေကဲတက်တာလည်းမထားဘဲနဲ့အပြင်ခန်းဖူးချိန်မှာပဲခဲထားပေးပါမယ်။အောက်ကတစ်ထပ်ကအရင်အေးခဲသွားမယ်ဆိုလို့ရှိရင်အပေါ်တစ်ထပ်နဲ့မကတ်တော့ဘဲနဲ့ကွာသွားတာမျိုးဖြစ်တတ်ပါရဲ့။ကဲဆုရောအပေါ်ကတစ်ထပ်ကိုလည်းထည့်ပြီးတာနဲ့မျက်နှာပြင်လေးညံ့ရှောင်းမွင့်သွားအောင်လုပ်ပေးလိုက်ပါမယ်။ပြီးတာနဲ့ဒါလေးကိုလည်းအေးခဲသွားအောင်လို့ထားရပေးလိုက်ပါမယ်။ ကဲအေးခံရတဲ့ကြောက်ကြော်လေးရလဲခဲနေပြီဆိုလို့ရှိရင်တော့ဒါလေးကိုစိတ်ကြိုက်လေးပြီးတော့မှစားလို့ရပါပြီ။ဒီကဲတိတာလေးတဲ့ထည့်စားမယ်ဆိုရင်တော့အေးအေးလေးနဲ့အရင်စားလို့ကောင်းပါတယ်။ရဂူယိုရှင်းနဲ့ဟင်းချက်ဒီမိုးလုံးလေးတွေကိုစတိုက်တင်ပြနေရဖြစ်လို့ဆွေရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်။ဗီဒီယိုအတစ်လေးအတွက်ဘီနာကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပါအောင်။ဆွေရဲ့ video လေးကိုအဆုံးထိကြည့်ရှုပြီးလို့ဒုတိယရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးပါ